်မင်္ဂလာပါရှင်ဗမာခေတ်တည်တင်ဌာနရဲ့ထိတ်တန်းသတင်းများကိုတင်ဆက်ပေးပါရမရှင်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့မောတော်မျိုးသိန်းတိုက်ပွဲတွင်မြို့မရဲစခန်းနှင့်လာဝကခိညာလုံချုံရေးခိတ်စခန်းများကိုတော်လန်ရေးတပ်များကသိမ်းယူလိုက်ပြီးနေရအများစုကိုထိန်းချုပ်စစ်တပ်မှစစ်သားအများအပြားထိုင်းဘက်သို့ထွက်ပြေးပြီးထိုင်းစစ်တပ်ထံသို့လက်နက်20ကျော်အနှံခိုးလုံနေဆိုတဲ့သတင်းကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်တနင်္သာရီတိုင်းတနင်္သာရီမြို့နယ်မောတော်မျိုးပေါ်တွင်စစ်တပ်နှင့်တော်လန်ရေးတပ်များအကြာ ိုက်ပွဲများအပြင်းထန်ဖြစ်ပွားပြီးနောက်မောတောင်မြို့မရဲစခန်းနှင့်လာဝါကလုံခြုံရေးကိန်းများကိုဒေါ်လန်ရေးတပ်များကသိမ်းယူလိုက်ကြောင်းဒေါ်လန်ရေးသတင်းရင်းမြစ်ကသတင်းဌာနကိုပြောကြားပါရယ်နိုဝင်ဘာလ10ရက်နေ့မှစတင်ပြီးစစ်တပ်ကမောတောင်မြို့နှင့်ထိုင်းမြန်မာနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းကိုမင်းမြေစိုးမိုးမှုပြန်လည်ရရှိရေးစစ်ကြောင်းထိုးလာကြောင်းထို့သို့စစ်ကြောင်းထိုးလာမှုအတွင် KNLA ဦးဆောင်သောတော်လန်ရေးတပ်များနှင့်တိုက်ပွဲများအပြင်းထန်ဖြစ်ပွားပြီးနောက်မြို့ပေါ်အထိပါတိုက်ပွဲများကူဆက်ခဲ့ကြောင်း နိုဝင်ဘာလ17ရက်နေ့နဲ့နိုဝင်ဘာလ12ရက်နေ့တို့တွင်တော်လန်ရေးတပ်များကမောတော်မျိုးပေါ်ရှိမျိုးမရဲစခန်းလုံးကျုံရေးခိညာလာဝကခိညာကိုတိုက်ခိုက်သိမ်းပိုက်လိုက်ကြောင်းသိရပါတယ်။သူတို့စစ်ကြောင်းထိုးရာကနေတိုက်ပွဲကမျိုးသိမ်းတိုက်ပွဲပုံစံပြောင်းသွားတာအခုမျိုးပတ်ဝန်းကျင်တစ်ခုလုံးကိုတော်လန်ရေးတပ်တွေထိန်းထားတယ်။မျိုးပေါ်မှာလည်းပြည်သူတွေမရှိတော့ဘူးစစ်ခွေးတွေလည်းပိတ်မိနေတာတွေရှိတယ်။နေမြေစုံမမှုကတော်လန်ရေးတပ်တွေဘက်ကစုံမထားတဲ့ဟုတော်လန်ရေးသတင်းရင်းမြစ်ကပြောဆိုပါတယ်။ မောရောင်မျိုးပေါ်တွင်တိုက်ပွဲများအပြင်းထန်ဖြစ်ပွားပြီးနောက်မျိုးပေါ်မှစစ်သားတချို့ကနေဆက်ဘက်သို့ဆုတ်ခွာလာပြီးယနေ့နိုဝင်ဘာလ14ရက်နေ့နံနက်3:00နာရီအချိန်စစ်သား30နီးပါးမှထိုင်းဘက်သို့ခိုလုံလာကြောင်းထိုင်းစစ်တပ်ကမြန်မာစစ်သားများထံမှလက်နက်20ကျော်ကိုသိမ်းယူလိုက်ကြောင်းရင်းဖြစ်စဉ်ကိုစစ်ပေးရှောင်များကတွေ့ရှိဓာတ်ပုံများရိုက်ကူးရာထိုင်းစစ်တပ်ကဓာတ်ပုံနှင့်ဗီဒီယိုများကိုပြန်လည်ဖြတ်ခိုင်းခဲ့ကြောင်းသိရပါသည် စစ်ပေးရှောင်တွေကိုလည်းထိုင်းဘက်ကအခုယာယီထိုင်းနိုင်ငံတဲ့ဝင်ခွင့်ပေးတယ်။စစ်ကွေးတွေလည်းမြို့ပေါ်ကနေစုလာတာစုစုပေါင်း30ကျော်တယ်။လက်နက်20ကျော်ကိုထိုင်းစစ်တပ်ကိုအပ်တယ်။အဲ့ဒါမနက်အစောကြီးဆိုတော့စစ်ပေးရှောင်တွေကလည်းသွားပြီးမှတ်တမ်းယူကြတာ။ထိုင်းစစ်တပ်ကအကုန်ဖျက်ခိုင်းပါတယ်။ဒီလာသူတွေအပြောအရတော့မြို့ပေါ်မှာစစ်ကွေးတွေအကုန်စုခွာကုန်ပြီဟုထိုင်းမြန်မာနယ်စပ်တွင်ခိုးလုံရောက်ရှိနေသောစစ်ပေးရှောင်တပ်ဦးကရှင်းပြပါတယ်။ လက်ရှိတွင်ထိုင်းမြန်မာနယ်စပ်သို့မောရောင်မြို့မှပြည်သူ၃000နီးပါးစစ်ပေးရှောင်ရောက်ရှိနေပြီးစာနယ်ရိတ်ခါဆေးဝါးနှင့်အမိုးအကများလိုအပ်နေကြောင်းစစ်ပေးရှောင်ပြည်သူများတွင်တက်ကြီးရွယ်အိုများကလီငယ်များကိုဝင်ဆောင်မိခင်များအများပြားပါဝင်ကြောင်းသိရှိရပါသည်လက်တလုံးစစ်တပ်ကမောရောင်မြို့မကြစေရည်အတွက်လေကြောင်းတိုက်ခိုက်မှုများကိုအရှိန်အဟုန်မြင့်နေပြီးမောရောင်မြို့ကိုလေရင်ဖြင့်ပုံကျဲနေကြောင်းထို့ကြောင့်မောရောင်မြို့ပေါ်မှဈေးအပါဝင်ပြည်သူလူထု၏နေအိမ်များမိလောင်ဆုံးရှုံးမှုများဖြစ်ပေါ်လျက်ရှိကြောင်းပြည်သူများထံမှသိရပါသည် ဆက်လက်ပြီး KIA ထိန်းချုပ်ထားသောကချင်ပြည်နယ်နှင့်ထိစပ်နေသောနေဆက်ကိညာကိုတရုတ်ဘက်ကပြန်လည်ဖွင့်လှစ်မှုတစုံတရာညှိနှိုင်းမှုမရှိခဲ့ဟုဗိုလ်မှူးကြီးနော်ဘူးပြောတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးသားမှာဖြစ်ပါတယ်။ကချင်ပြည်နယ်တွင် KIO KIA ထိန်းချုပ်ထားသောနေဆက်မြို့များနှင့်ထိစပ်လျက်ရှိသောနေဆက်ကိညာကိုတရုတ်နိုင်ငံကပြန်လည်ဖွင့်လှစ်လိုက်ပြီးရင်းတို့ဖွင့်လှစ်ရန်တစုံတရာညှိနှိုင်းခြင်းမရှိခဲ့ကြောင်း KIO ပြောရေးဆိုခွင့်ရှိသူဗိုလ်မှူးကြီးနော်ဘူးကသတင်းဌာနကိုပြောကြားပါတယ်။ အော်တိုဘာလ25ရက်နေ့မှာစတင်ပြီးတရုတ်နိုင်ငံကတဖက်သက်ပိတ်ပင်ထားသောနေဆက်ကိညာကိုပြန်လည်ဖွင့်လှစ်လိုက်ခြင်းဖြစ်ပြီးရင်းတို့နေဆက်ကိညာဖွင့်လျက်ရန်တစုံတရာညှိနှိုင်းမှုမရှိကြောင်းတရုတ်နိုင်ငံက၎င်းတို့ပိတ်ပင်ထားသည့်ကိညာကို၎င်းတို့သဘောဖြင့်ပြန်လည်ဖွင့်လှစ်ခြင်းဖြစ်ကြောင်းဗိုလ်မှူးကြီးနော်ဂူကပြောဆိုပါတယ်တရုတ်ကပြန်လည်ဖွင့်လှစ်လိုက်သည့်နေဆက်ကိညာတွင်မန်ဝိုင်းကြီးလွယ်ချေမိုင်းချာယန်လိုင်းစာကန်ပိုက်တီပန်ဝါနှင့်ဖီမော်တို့ဖြစ်ကြောင်းရှင်းတို့နေဆက်ကိညာကိုတရုတ်နိုင်ငံကပြန်လည်ဖွင့်လှစ်ခြင်းဖြစ်ကြောင်းသိရပါတယ် KNO KIA နဲ့ညှိနှိုင်းတာမရှိပါဘူးတရုတ်ကသူတို့ဘာသာသူတို့ပြန်ဖွင့်တာပါဟုဗိုလ်မှူးကြီးနော်ဘူးကပြောပါရယ်အဆိုပါနယ်စပ်ကိညာမှတဆင်ကုံသွယ်ရေးများပြန်လည်စတင်နေတော့လေတရုတ်ဘက်ကကန့်သတ်ချက်တချို့ရှိနေကြောင်းစားနေရိတ်ခါနဲ့လူသုံးကုန်များတင်သွင်းမှုများရရှိသည်ဟုသိရှိထားကြောင်း KIA သတင်းရင်းမြစ်တစ်ခုကရှင်းပြပါရယ် KIA က2024ခုနှစ်နှစ်ကုန်ပိုင်းတွင်ကချင်ပြည်နယ်ရှိတရုတ်မြန်မာနယ်စပ်မြို့များကိုတိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးနောက်တရုတ်နိုင်ငံကတပ်ဖက်တပ်နယ်စပ်ကိညာကိုပိတ်ပင်ခဲ့ကယခုအခါတွင်မှပြန်လည်ဖွင့်လှစ်ခြင်းဖြစ်ပါသည် ရွှေကုတ်ကိုကြားဖြတ်လောင်းကစားမျိုးတစ်ကိုထူထောင်သူစစ်တလအောက်ခံ BGF စောချစ်သူဤကိုခွေရနိုင်ငံတကာရာဇဝတ်တရက်ခန့်ကြားဖြတ်ကောင်းဆောင်ရှီချင်းကျန်းကိုထိုင်းကရပ်ပေါင်း90တရုတ်သို့လွှဲတော်မည်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်။ကရင်ပြည်နယ်မြဝတီမြို့နယ်ထိုင်းမြန်မာနယ်စပ်တွင်ရွှေကုတ်ကိုကြားဖြတ်လောင်းကစားမျိုးတစ်ကိုထူထောင်သူလည်းဖြစ်စစ်တလအောက်ခံခရီးနေကြားဆောင်တက် BGF ကောင်းဆောင်စောချစ်သူဤကိုခွေရလည်းဖြစ်သောနိုင်ငံတကာရာဇဝတ်တရက်ခန့်ကြားဖြတ်ကောင်းဆောင်ရှီချင်းကျန်းကို ထိုင်းကရပ်ပောင်း90တရုတ်နိုင်ငံသို့လွှဲပြောင်းတော်မူဖြစ်ပါတယ်။ရမန်နေနိုဝင်ဘာလ10ရက်နေ့ထိုင်းနိုင်ငံရှိအယူကန်တရားရုံးကနိုင်ငံတကာရာဇဝတ်မှုများအပါအဝင်အွန်လိုင်းလောင်းကစားလုပ်ငန်း200ကျော်ကိုတရားမဝင်လုပ်ကိုင်ခဲ့သောကြားဖြတ်ငွေလိမ်ခိုင်းညာ၏အဓိကကောင်းဆောင်ရှီဂျင်ကျန်းကိုတရုတ်နိုင်ငံသို့လွှဲပြောင်းပေးရန်ကိစ္စကိုအတီးပြုဆုံးဖြတ်လိုက်ခြင်းဖြစ်ပြီးရပ်ပောင်း90အတွင်တရုတ်နိုင်ငံသို့လွှဲပြောင်းမည်ဖြစ်ပါတယ်။တရုတ်နှင့်ကမ္ဘောဒီးယားနိုင်ငံသားအဖြစ်ခံယူထားသောရာဇဝတ်တရားခံရှီဂျင်ကျန်းကိုတရုတ်နိုင်ငံကလောင်းကစားမှုများ ကြားဖြတ်ငွေလိမ်မှုများဖြင့်အလိုရှိနေခြင်းဖြစ်ပါတယ်။ရှီဂျင်ကျန်းမှာတရုတ်ယွမ်ငွေ2,895ဘီလီယံ၊ထိုင်းဘတ်7.6ထရီလီယံခန့်ကျော်လွန်သောကာစီနိုဝက်ဆိုက်139ခုထပ်မင်းတီထောင်စီမံခန့်ခွဲရန်အမိန့်ပေးခဲ့သူဖြစ်ပြီးတရုတ်နိုင်ငံသားများကိုပြစ်မှတ်ထားသည့်လိမ်လည်မှုများအတွက်အ धिक တာဝန်ရှိသူအဖြစ်တရုတ်အစိုးရကအလိုရှိနေခြင်းဖြစ်ပါတယ်။သူက2022ခုနှစ်ဩဂုတ်လတွင်ထိုင်းနိုင်ငံဘန်ကောက်မြို့အတွင်ထိုင်းဆိုရကဖမ်းဆီးရရှိခဲ့ခြင်းဖြစ်ပါတယ် 2022ခုနှစ်နိုဝင်ဘာလတွင်၎င်းတို့တရုတ်နိုင်ငံသို့လွှဲပြောင်းပေးအပ်ရန်တရုတ်ကတောင်းဆိုခဲ့ပြီး2025ခုနှစ်အောက်တိုဘာလ22ရက်နေ့၎င်းကိုလွှဲပြောင်းပေးရန်ထိုင်းဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးကအတည်ပြုခဲ့ပါတယ်။1993ခုနှစ်ထိုင်းနိုင်ငံနှင့်တရုတ်ပြည်သူသမ္မတနိုင်ငံတို့အကြားတရားခံလွှဲပြောင်းပေးအပ်ရေးစာချုပ်အရာလွှဲပြောင်းပေးအပ်ခြင်းကိုဆောင်ရွက်နေခြင်းဖြစ်ပါတယ်။ရှင်းမှုသည်နိုင်ငံဖြတ်ကျော်မှုကင်းများကိုဂိုင်းတွဲဖြည့်ရှင်းရာတွင်ထိုင်းနှင့်တရုတ်အာဏာပိုင်များအကြားဒီကဲ့စွာပူးပေါင်းဆောင်ရွက်နေခြင်းဖြစ်သည်။ ၎င်းကိုလွှဲပြောင်းပေးရန်ထိုင်းဆိုရနှင့်တရုတ်ဆိုရတို့အကြားပူးပေါင်းဆောင်ရွက်လျက်ရှိသည်ကမ္ဘောဒီးယားနိုင်ငံသားဖြစ်သောတရုတ်နိုင်ငံသားရှီကျင်ချန်သည် call center နှင့်လောင်ကစားလုပ်ငန်းများအတွက်ကမ္ဘောဒီးယားနိုင်ငံနှင့်မြန်မာနိုင်ငံတွင်ကြားဖြတ်စီမံကိန်းမျိုးသစ်အကောင့်ထည့်ဖော်ခဲ့သူဖြစ်သည် BGF ကောင်းဆောင်စောချစ်သူကရှီကျင်ချန်လွတ်မြောက်ရေးအတွက်စူတောင်းပွဲကိုရွှေကုတ်ကိုတွင်2024ခုနှစ်ဩဂုတ်လ17ရက်နေ့တွင်ကျင်းပပြုလုပ်ခဲ့ပြီး၎င်းကိုယ်တိုင်တက်ရောက်ဝတ်ပြုစူတောင်းခဲ့သည် လောင်ကစားငွေလိမ်လုပ်ငန်းများကြောင့်နာမည်ပြတ်နေသောတရုတ်လူမျိုးလုပ်ငန်းရှင်ရှီဂျင်ချန်ဘေကင်းရန်နှင့်ကျန်းမာရန်ခရီးနှင့်ကြားဆောင်တဲ့ PGF ကောင်းဆောင်စောချစ်သူက၎င်း၏ထိန်ချုပ်နယ်မြေရွှေကုတ်ကိုတွင်လူရနှင့်ခြေပါဝင်သည့်အခမ်းအနားပြုလုပ်ပြီးစူတောင်းပေးခဲ့ကြသည်ဆလပီ KIO KIA နဲ့အချမ်းဖတ်စစ်တဲ့အကြအပြည့်ရရေးဆွေးနွေးရရှိနေသည်ဆိုသောသတင်းများကိုဘုံမူကြီးတော်ဘူးညင်းဆိုတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ် ခရီးပြည်နယ်တွင်မြို့နယ်အများစုကိုတိုက်ခိုက်သိမ်းပိုက်လျက်ရှိသော KIO KIA နှင့်အကြမ်းဖက်စစ်တပ်အကြားအဖြစ်ရည်ဆွေးနွေးရန်ရှိနေသည့်ဆိုသောသတင်းများကို KIO KIA ပြောရေးဆိုခွင့်ရှိသူဗိုလ်မှူးကြီးနော်ဘူးကညင်းဆိုလိုက်ပါတယ်။ရှမန်နှင့်သတင်းဌာနက KIO KIA ပြောရေးဆိုခွင့်ရှိသူဗိုလ်မှူးကြီးနော်ဘူးကိုတည်တပ်ဆက်သွယ်မြင့်မြတ်စဉ်ဗိုလ်မှူးကြီးနော်ဘူးကရင်းခဲ့သို့ဖြေဆိုခြင်းဖြစ်ပါတယ်။အကြမ်းဖက်စစ်တပ်လော်ဘီများနှင့်စစ်တပ်အတိုင်းဝိုင်းကအော်တိုဘာလနှောင်းပိုင်းမှစ၍ KIO KIA နှင့်အကြံဖတ်စစ်တပ်တို့အကြားအပြစ်ရရေးတရုတ်နိုင်ငံ၏ကမာကထပြုမှုဖြင့်တွေ့ဆုံဆွေးနွေးရန်လှုံ့ဆော်နေပြီဖြစ်ကြောင်းနေရာကိုရွေးချယ်နေပြီဖြစ်ကြောင်းအစရှိသောသတင်းများကို Telegram Channel များလူမှုကွန်ရက်များမှတက်ဆင်အလုံးအရင်ဖြင့်တစ်ချိန်တည်းတစ်ပြိုင်နက်တည်းအကြီးအကျယ်ထုတ်လွှင့်ခဲ့ကြခြင်းဖြစ်ပါသည်အဆိုပါသတင်းများနှင့်ပတ်သက်၍သတင်းဌာနကပုံမူကြီးနော်ဘူးကိုမေးမြန်းရာ၎င်းကကျွန်တော်အနေနဲ့အထွေအထူးပြောစရာမရှိပါဘူးကျွန်တော်တို့ဗဟုကော်မတီကလည်းဆွေးနွေးပွဲဆိုတာနဲ့ပတ်သက်လို့ညွှန်ကြားတာလည်းမရှိပါဘူး ထွေးဆောင်ဆွေးနွေးပွဲလုပ်နေတယ်လို့ကျွန်တော်ကြားလည်းမကြားပါဘူးဟုပြန်လည်ဖြေဆိုခဲ့ပါတယ်။လက်ရှိတွင် KIA နဲ့စစ်တဲအကြားဗမော်မျိုးနယ်ဖားကန်မျိုးနယ်အပါဝင်ကချင်ပြည်နယ်အတွင်းမျိုးနယ်များတွင်တိုက်ပွဲများဖြစ်ပွားလျက်ရှိပြီးအထူးသဖြင့်ဗမော်တိုက်ပွဲမှလည်းနေ့စဉ်ဖြစ်ပွားလျက်ရှိနေစေဖြစ်ကြောင်း KIA သတင်းရင်းမြစ်များထံမှသိရပါတယ်။